ဒီနှလုံးကူဒီနှလုံး30ဒီနှလုံး7เนาะဒီနှလုံး7လို့ထည့်ခြင်းလာကျွန်တော်တို့ကအဲ့မှာ9ထိပ်ပေါ့9ထိပ်ပေါ့ပေါင်းတာတော့ဒီလိုမျိုးအကုန်ပေါင်းသွားလို့ရတယ်ပေါ့เนาะသူ့ကသားနဲ့သူပေါင်းလို့ရှိလို့ရှင်เนาะကဏ္ဍအမျိုးဆုံးထွက်တယ်ဒါပေမဲ့ဘယ်ကဏ္ဍဝင်နိုင်လို့ကျွန်တော်တို့က အချက်ကြီးကမသူ့မှာလည်းအထောက်ထားပြည့်တော့မို့ဗျာဒါကတော့တော့ဘယ်လိုခေါ်မလဲလိလိုင်းမတက်ကျွန်တော်တို့သွားကြည့်အောင်ခဏိလိလိုင်းမတက်သွားကြည့်အောင်နော်သူ့မှာလေသားမှုကနော်ဒီနှလုံး9နော်ဒီနှလုံး8နော်ဒီနှလုံး9ဒီနှလုံး6ဆိုလို့ရှင်3ထိပ်အဲ3ထိပ်ကလည်းနော်ဒီမှာ3ထိပ်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 လို့ထည့်မယ်ဆိုလို့ရှင်3က3ထိပ်က5ချက်ဖြစ်သွားမှာ လေးချက်ဆင်းပြီးသွားတယ်။အဲအဲအကြောင်းမလို့ဒီနှလုံးကိုဒီနှလုံး30ဒီနှလုံး71ဒီနှလုံး72ဆိုလို့ရှိရင်ကျွန်တော်တို့ကကိုထိတ်ကိုထိတ်3-5ချက်ယူမယ်ဆိုလို့ရှိရင်ဒီနှလုံး9ဒီနှလုံး8ဒီနှလုံး9ဒီနှလုံး6ဆိုလို့ရှိရင်3ထိတ်3-5ချက်3ထိတ်5ချက်နဲ့တူသွားမလား။အဲ့မှာဒီနှလုံးပေါင်း9နှလုံးပေါင်း8နှလုံးပေါင်း9နှလုံးပေါင်း6လို့သူကဒီနားမှာသွားထားတာမရှိဘူး။ဒီနှလုံးပေါင်း9နှလုံးပေါင်း10နှလုံးပေါင်း17နှလုံးပေါင်း12ဆိုတဲ့ဟာ သွားထားတယ်သူ့မှာเนาะအားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးသူ့အထောက်ထားနေနေရတော့ဒီဘက်မှာတော့အများကြီးပေါ့ဗျာเนาะကနန်ဆိုင်ကတော့ဒီဘက်နေမှာတော့အများကြီးเนาะဒီဘက်နာလိုက်မှာပဲကျွန်တော်သွားလိုက်မှာပေါ့เนาะအဲ့ဒါကဘယ်လိုသွားမလဲဆိုတော့ကျွန်တော်တို့ဒီဟာပေါ့เนาะနှလုံးပေါင်းခွန်ခွန်နဲ့ငါးနှစ်ပေါင်းဒီသုံးလုံးနှစ်เนาะအဲ့လိုနှစ်လို့ပြတဲ့နဲ့ဒီကနှစ်ခါ နှစ်ခါလို့ထည့်တယ်နှစ်ခါနှစ်ခါလို့ထည့်တယ်ပြီးတော့နောက်ပေါင်း၈နဲ့၄ထိနှုန်းဒီသုံးလုံးပေါင်းနှစ်ကြောင်းမလို့နောက်ပေါင်း၈နဲ့၄ထိနဲ့ဒီခါပြန်ပြီးတော့နှစ်လို့ထည့်ထားတာပိုင်မယ်လို့နော်ဒီချာကြီးเนาะကျွန်တော်ရဲ့မိစေတကင်ရင်းများအားလုံးဒီက၆အပိတ်နဲ့၁အပိတ်နဲ့ဒီက၅ထိနဲ့ပေါ့เนาะဒီသုံးလုံးပေါင်းနှစ်လို့သူထည့်ထားတယ်အဲ့လိုနှစ်လို့ထည့်တာနဲ့ဒီက၆ခါနဲ့ တရား6ခါလို့ပြန်ထည့်ထားတယ်။နော်တရား6ခါ6ခါလို့ပြန်ထည့်ထားတယ်။အဲ့6လို့ထည့်ထားတဲ့ဒီသုံးလုံးပေါင်း2ကိုနော်ဒီကနောက်တွဲ3နဲ့9ထိန်းတော့ပြန်2လို့ထည့်တယ်။နှစ်ချက်ရပြီနော်။ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ဒီနှလုံးပေါင်း4ထိန်းနဲ့ပေါင်းလို့ရှိရင်2အဲ့2လို့ထည့်လို့ရှိရင်ဒီက6ခါ6ခါလို့ထည့်တယ်။ အဲ့လိုထည့်လိုက်တာနဲ့ဒီနောက်ပေါင်းခွန်နဲ့နောက်ပေါင်းခွန်ကြောင့်နော်ဒီသုံးလုံးပေါင်းနှစ်ကြောင့်မလို့နောက်ပေါင်းခွန်နဲ့ငါးထိန်းနဲ့ကိုနှစ်လို့ပြန်ထည့်တယ်ဖုံးတာနဲ့ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ဒီနှလုံးပေါင်းရှစ်နဲ့လေးထိန်းနဲ့ကိုနှစ်တယ်အဲ့လိုနှစ်လို့ထည့်လို့ရှိရင်ကျွန်တော်တို့ဒီရတစ်ခါတစ်ခါလို့ထည့်တယ်အဲ့လိုတစ်ခါလို့ထည့်လိုက်တာနဲ့ဒီသုံးလုံးပေါင်းနှစ်ကြောင့်မလို့နောက်ပေါင်းရှစ်နဲ့လေးထိန်းနဲ့ကိုနှစ်လိုက်တာ အဲ့လိုနှစ်တည်းထဲတယ်ပြီးတော့ကျွန်တော်တို့ဒီမှာကသူကတခြားကြည့်နော်ဒါရေးကြီးတဲ့ပိုင်းကိုရောက်သွားပြီသူထောက်ထားတာဒီကဒီနှလုံးနှစ်လို့ထည့်တယ်ဒီနှလုံးသုံးလို့ထည့်တယ်ဒီနှလုံးလေးလို့ထည့်တယ်ဒီနှလုံးငားလို့ထည့်ထားတယ်သူကစီနီယံထည့်ထားတယ်တခြားကြည့်နော်ကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံး ဒီလို site တွေကကြည့်ရခဲ့ပြီเนาะဘာလို့လဲဆိုတော့เนาะတချို့ဆရာတွေတင်တာကျွန်တော်ကြည့်ပါတယ်เนาะတချို့ဆရာတွေတင်ထားတာလဲသူကပေါင်းယုံနေနေပေါင်းထားတာเนาะဘေးကကျွန်တော်တို့ဖြီးတဲ့ဟာတွေမထည့်ဘူးပေါ့เนาะဖြီးတဲ့ဟာမထည့်ရင်တော့ပေါင်းတာတော့เนาะဘလို့လူလူပေါင်းပေါင်းပေါင်းလို့ရတယ်ပေါ့เนาะဒီနှလုံးနှစ်တယ်ဒီနှလုံးသုံးတယ်ဒီနှလုံးလေးတယ်ဒီနှလုံးငါးတယ်လို့သူကစီနီယံထည့်ခဲ့တယ်အဲ့လိုထည့်မှလဲသူကဒီနှလုံးကိုเนาะ ီနှလုံးနှစ်လို့ထည့်ထားတဲ့ဒီဘက်မှာပေါ့နော်သူရဲ့ဒီနှလုံးကိုလို့ထည့်တယ်ဒီနှလုံးသုံးလို့ထည့်ထားတဲ့ဒီဘက်မှာဒီနှလုံး30လို့ထည့်တယ်ဒီနှလုံး4လို့ထည့်ထားတဲ့ဒီဘက်မှာဒီနှလုံး1လို့ထည့်ထားတယ်ဒီနှလုံး5လို့ထည့်ထားတဲ့သူရဲ့ဒီဘက်မှာဒီနှလုံး2လို့သူကစီနီယံထည့်ကျင်တာအဲ့စီနီယံဘယ်မှာထောက်ထားလဲကျွန်တော်တို့တစ်ချက်ကြည့်ကြအောင်ကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံး အဲ့ဒီမှာဒီနှလုံးကိုးလို့ထဲပေါ်ပါတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်မြောက်ပြည့်တာနဲ့နော်သူ့အောက်ကဒီနှလုံးကိုးကြောင်းမလို့နော်ဒီနှလုံးကိုးကြောင်းမလို့သူကဒီနှလုံးကိုကိုးထားတာဗျချက်ကြီးနော်ကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးဒီနှလုံးနော်ခွန်ထိတ်နဲ့နှစ်ထိတ်နဲ့ဒီနှလုံးကိုးကြောင်းမလို့သူကဒီနှလုံးကိုးလို့ထည့်ထားဒီမှာလည်းအဲ့လိုပဲ ဒီနှလုံး၃နဲ့နော်ဒီနှလုံး၉ကလည်းနော်ဒီနှလုံး၂လို့ထည့်ပြီးမှဒီနှလုံး၉ကြောင့်မလို့ဒီနှလုံး၉လို့ထည့်တာဒီမှာဒီနှလုံး၃လို့ဖြစ်သွားပြီ၃လို့ဖြစ်သွားတော့သူ့ရဲ့ဒီဘက်ဒီနှလုံးပေါင်း၁၀လို့ထည့်ဖို့ကတစ်ချိန်နှစ်ချိန်၃ချိန်၄ချိန်မှဒီနှလုံး၁၀ကြောင့်မလို့နော်သူကလည်းဒီနှလုံး၁၀လို့လိုက်ထည့်တာဒါဗျနော်ဒီနှလုံး30အကြောင်းမလို့30လို့လိုက်ထည့်ထားတယ်ကျွန်တော်ရေမိတ်ဆွေတကယ်ချင်းများအားလုံး ဒီမှာလည်းအဲ့လိုပဲနှလုံးပေါင်း၄လို့ဖြစ်သွားပြီနှလုံးပေါင်း၄လို့ဖြစ်ပေါ်ကဒီနှလုံး၁လို့ထည့်ထားတယ်။တုံညာပြီးရော၁လို့ထည့်ထားတယ်။အဲ့၁ကလည်းတစ်ချိန်နှစ်ချိန်သုံးချိန်၄ချိန်မြောက်မှာဒီနှလုံး၁ကြောင်းမလို့နော်သူကဒီဒီနှလုံးကလည်း၁လို့ထည့်ထားတာနော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးနော်ဒီနှလုံး၁ကြောင်းမလို့နော်ဒီနှလုံးကလည်းလိုက်ပြီးရော၁လို့ထည့်ထားတာဒီမှာလည်းအဲ့လိုပဲဒီနှလုံးပေါင်း၅သွားပြီသူက ဘုံမှာဝက်လာတဲ့ site ကိုနော်သူကဖြည့်ထားတာနော်စီနီယံဝင်ထားတာဒီနှလုံးငားကြောင်မလို့နော်ငားလို့ပြီးပြီငားလို့ပြီးရင်ဒီဘက်ကမှသူကဒီနှလုံးပေါင်းနှစ်လို့ထဲဟူတာတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငားချိန်မှာဒီနှလုံးပေါင်းနှစ်ကြောင်မလို့နော်ဒီနှလုံးပေါင်းနှစ်ကြောင်မလို့ဒီနှလုံးပေါင်းလည်း live နှစ်မယ်ဆိုလို့ရှင်ကိုထိတ်သူကဒီနှလုံးကိုနော်ဒီနှလုံးကိုလို့တက်ရိုက်ဖို့ကလေဒီအောက်မှာသူကထောက်ချက်ကပြီးပြီးသား ဒီနှလုံး၄ကြောင့်မလို့เนาะဒီနှလုံး၄ကြောင့်မလို့၄ရဲ့ပါဝါရှီပေါင်း၉လို့ပေးမှဒီနှလုံး၉ကလည်းဒီနှလုံး like ကိုထားတယ်ရှီရှင်းချက်ကတခါတည်းထည့်ပြီးသားသူ့မှာเนาะဒီမှာလည်းအဲ့လိုပဲဒီနှလုံး၁၀ကဒီနှလုံး၁၀လို့တက်ဖို့ပါเนาะကျွန်တော်တို့ဒီနှလုံးပေါင်း၉ကြောင့်မလို့၉ရဲ့ပါဝါဒီနှလုံးပေါင်း၄လို့ထည့်မှဒီနှလုံးကလည်းเนาะ၁၀ကဒီနှလုံး၁၀လို့တက်ထား ီမှာအဲ့လိုပဲဒီနှလုံးတက်ဒီနှလုံးတက်လို့ရိုက်ဖို့ပါဒီနှလုံး30အကြောင်းမလို့30ပါပါရှီပေါင်း9လို့ရိုက်မှာဒီနှလုံးတက်ကဒီတက်လို့ရိုက်တာဒီနှလုံး2ကိုရိုက်ဖို့ပါဒီနှလုံး2အကြောင်းမလို့ဒီနှလုံး2လို့ရိုက်ဖို့ပါလေဒီမှာကသူကဒီနှလုံးတက်တက်ရပါပါရှီပေါင်း6လို့ထဲမှာလေဒီနှလုံး2ကဒီလိုရိုက်တာဗျနော်နှလုံးပေါင်းနှစ်လို့ရိုက်တာသူ့မှာဖြည့်ရှင်းချက်ကတခါနဲ့ထည့်ပြီးသားသူ့မှာရိုက်ဖို့ပါလဲ အဲ့ဒီမှာကိုးထိတ်လို့သူတည်လိုက်တဲ့ချိန်မှာနော်ကိုးထိတ်လို့တည်လိုက်တဲ့ချိန်ကိုးထိတ်လို့တည်လိုက်တဲ့ချိန်မှာ သူ့မှာကထဲ့ထားတာကသူကနေထက်တက်လိုက်ပေါ့နော်တစ်ချိန်နှစ်ချိန်သုံးချိန်မြောက်မှာဒီနှလုံးပေါင်းဒီသုံးလုံးပေါင်းနှစ်လို့ထဲ့ထားတယ်အဲ့နှစ်ကနှစ်ရဲ့ပါဝါဒီနှလုံးပေါင်းခွန်လို့ထဲ့ထားတယ်ဗျဆရာကြီးနော်ကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများတော့ ဒီဆိုင်မှာတော့ကြည်ဒါလုံရင်းပဲပြတာပေါ့နော်ကျွန်တော်ကသူ့မှာလည်းအဲ့လိုပဲတစ်ချိန်နှစ်ချိန်သုံးချိန်မှာဒီသုံးလုံးပေါင်းနှစ်ကြောင်မလို့နှစ်ရပါပါဒီနှလုံးပေါင်းခွန်တာတယ်ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ဒီနှလုံးပေါင်းခွန်ပြီးတော့6လို့ထည့်တာတယ်ဒီနှလုံး6ဒီနှလုံးခွန်ပြီးတော့ခွန်ပြီးတော့6လို့ထည့်တာအဲ့6ကလည်းတစ်ချိန်နှစ်ချိန်သုံးချိန်မြောက်မှာဒီနှလုံးပေါင်းဒီသုံးလုံးပေါင်း1လို့ထည့်တာတယ်1ရပါပါ6လို့သူထည့်တာတယ် မနော်ဒီ site ကတော့ကြီးကြီးပေါ့ဗျာအကုန်ပြမယ်ဆိုလို့ရှိရင်တော့အများကြီးပေါ့နော်ဒီ sheet 1 sheet 1 9 sheet 1 10 sheet 1 17အဲ့ဒါတွေရောပေါ့နော်အများကြီးအများကြီးဒီဓာတ်တွေပေါ့နော်3ထိပ်2ထိပ်3ခါ2ခါ1ခါ3ခါအဲ့ဒါတွေပါထည့်တယ်လို့ရှိရင်ကြာနေမဆိုးလို့ပေါ့နော်ဒါလိုရင်းမဲ့ကျွန်တော်ပြပေးတာပေါ့ဒီ3လုံးပေါင်း1ကြောင်မလို့1ရဲ့ power ဒီနှလုံး6တယ်နော်ဒီနှလုံး6တယ်အဲ့မှာနှစ် တက်နော်ဒီမှာလည်းအဲ့လိုပဲဒီနှလုံးပေါင်း9ဒီနှလုံးပေါင်း6ဒီနှလုံးပေါင်း9လို့ရိုက်တယ်အဲ့9ကလည်းတစ်ချိန်နှစ်ချိန်3ချိန်မြောက်မှာဒီ3လုံးပေါင်းက10လို့ရိုက်ထားလို့နော်10လို့ရိုက်ထားလို့ तू ကဒီ3လုံး10ကြောင့်မလို့10ရပါဘာဒီနှလုံး9လို့ထည့်ထားတာနော်ဒီ3လုံးပေါင်း10 10ရပါဘာဒီနှလုံး9လို့ထည့်တယ်ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ခွန်6 5 4 4လို့ထည့်ဖို့ကျွန်တော်တို့တက်ခါလို့ထည့်ရမှာ နော်အဲ့မှာဒီနှလုံး၄လို့ဖြစ်မှာအဲ့ဒါမှာဒီနှလုံးခွန်းဒီနှလုံး၆ဒီနှလုံး၅ဒီနှလုံး၄အဲ့၄လို့ဖြစ်ပေါ်ကလည်းတစ်ချိန်နှစ်ချိန်သုံးချိန်မြောက်မှာဒီသုံးလုံးပေါင်းက၉လို့ထည့်ထားတယ်အဲ့ကို၉ရပါပါဒီနှလုံး၄မယ်ဆိုရင်တက်ခါပေါ့ဗျာနော်ဒီသုံးလုံးပေါင်း၉နော်ကိုရပါပါဒီနှလုံး၄ဆိုလို့ရှိရင်တက်ခါပေါ့ အားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးကိုတက်အဲ့ဒီမှာသူကအဲ့လိုထည့်ပြီးတော့နော်အဲ့လိုထည့်ပြီးတော့ဒီနှလုံးကိုကြောင့်မလို့ကိုရဲ့ဘာဘာတခါနော်ဒီနောက်တွဲနဲ့နော်ဒီနောက်တွဲတဆင်နဲ့နော်ဒီလေးလုံးပေါင်းကိုသူကဒီကိုကိုရဲ့ဘာဘာဒီလေးလုံးပေါင်းကိုသူကလေးလို့ပြန်ပြီးတော့ပါဝါအနေနဲ့ပြန်ကစားထားတယ်ပေါ့နော်ဒီလေးလုံးပေါင်းနော် ီနှလုံးကိုလို့ဝင်လိုက်တယ်နော်ကိုရပါဝါဒီသုံးလုံးပေါင်း၄လို့ထည့်တာဒီနှလုံးပေါင်း၁၀၁၀ပါဝါဒီသုံးလုံးကလည်းလိုက်ငားထားတယ်ပေါ့နော်၁၀ပါဝါကိုလိုက်ငားထားတယ်နော်၁၀ပါဝါလိုက်ငားထားတယ်ဒီနှလုံးပေါင်း၁နော်ဒီနှလုံးပေါင်း၁၁ရပါဝါဒီသုံးလုံးဒီ၄လုံးကလည်း၆လို့နောက်ဘက်ကိုသူထည့်ထားတယ်ပေါ့နော်၆လို့ထည့်ထား ီမှာကကျွန်တော်တို့ကဒီနှလုံးပေါင်းနှစ်လို့ထည့်ထားတယ်။နှစ်ရပါပါကျွန်တော်တို့ကခွန်လို့ထည့်မယ်ဆိုလို့ရှင်ဒီမှာကျွန်တော်တို့နောက်ပေါင်းခွန်နဲ့အပိတ်ရှိတယ်။အဲ့မှာဒီနှလုံးပေါင်းနှစ်နှစ်ရပါပါခွန်ဆိုလို့ရှင်ကျွန်တော်တို့က၈အပိတ်လို့ထည့်ရတော့မယ်။၈အပိတ်လို့ထည့်မှလည်းသူကဒီလေးလုံးပေါင်းကခွန်လို့ဖြစ်မှာပေါ့။နော်၈အပိတ်လို့ထည့်မှလည်းခွန်လို့ဖြစ်မှာ။အဲ့တော့ကျွန်တော်တို့က၉၁၈ဒဲ့ပေါ့။နော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံး နော်ဒီလို line မျိုးတွေကြိုက်တယ်ဆိုရင်ပေါ့နော်ဒါကတော့သူ့ရဲ့ဖြီချက်ပေါ့နော်